ဩစတြေးလျနဲ့ဂျာမနီနဲ့ကိုဘာကြောင့်ချိန်အားချိန်ပြီးတော့ရှင်းပြခဲ့တာလဲဆိုရင်ဂျာမန်စကားတိုက်ယုံနဲ့ဂျာမနီဒီဂရီရယုံနဲ့ဩစတြေးလျမှာလည်းအလုပ်ရှာလို့ရတယ်ဩစတြေးလျကနေပြီးတော့မှအဲဒီ international foundation program ကို join ပြီးတော့မှဂျာမနီမှာသွားမယ်ဂျာမနီမှာ PR ရှောက်မယ် citizenship တွေရနိုင်တယ် ော့ယူရိုပ်မှာကြောင်တက်ဖို့စိတ်ဝင်စားတဲ့ကလေးတွေပေါ့နော်အဲဒီနေ့ကိုနည်းနည်းလေးထပ်ပြီးပြောပြချင်တာအရှေ့ရမှာတော့ဩစတြေးလျကိုပေါ့နော်ဩစတြေးလျချက်ပင်းရစပြီးတော့မိတ်ဆက်ခဲ့တယ်ပေါ့ဂျာမနီနဲ့ဆိုလို့ရှိရင်လေဂျာမနီမှာကြောင်တက်ဖို့ဆိုတာကကြတော့လေအတန်းပညာတွေကနည်းနည်းလေးဟိုတောင်းတာတွေကများတဲ့ခါကျတော့ဩစတြေးလျမှာ English Top Program တက်ပြီးတော့ International Foundation Program ကိုဩစတြေးလျမှာ join ပြီးတော့မှဂျာမနီဘက်သွားမဲ့ pathway ကိုအရှိမရှင်းပြခဲ့တယ်အခုဒီနေ့ကကျတော့နောက်ထပ်ဒီ ဟိုပို့ပြီး knowledge ရအောင်လို့ဆိုပြီးတော့ချက်ပြင်းကဘာလုပ်မလဲဆိုလို့ရှိရင် Australia English Talk Program ပေါ့နော်အဲ့ဒီဟာ ਨੇ ဝင်ခွင့်ရဖို့ချက်ပြင်းရိုးဘက်ကနေစပြီးတော့ကြောက်ရှောက်ပြီးတဲ့အကြောင်း Germany ကိုသွားမယ်ရေရှိဂျာမနီမှာနေမယ်ဟာလာဒါမို့ရင်ဂျာမန်စကားကိုကိုကသင်တော့မယ်ဆိုလို့ရှိရင်ဂျာမန်စကားနဲ့ပတ်သက်ပြီးတော့ဘယ်နိုင်ငံ၅နိုင်ငံပေါ့နော်ဒီမှာအဂျာမန်စကားဘယ်လောက်ထိအသုံးဝင်နေဟာနောက်ပြီးတော့ဒီ PR pathway တွေတကယ် long term နဲ့ပတ်သက်တဲ့ဒီဒီ long term stay တွေပါရှိတဲ့ တကယ်လည်းပညာရေးမှာလည်း top 5ပေါ့နော်အဲ့ဒီ top 5ထဲမှာပါတဲ့ countries တွေမှာဆို Germany ပါတယ်ဒါပေမဲ့ Germany ရဲ့အာပေါ့ဒီကျောင်းသားတွေကိုတောင်းတဲ့ဒီ criteria တွေနည်းနည်းမြင့်တဲ့ခါကျတော့ Chipping ရနေပြီးတော့အာဘယ်လိုပြောရမလဲ Austria ကနေပြီးတော့ pathway တစ်ခုကို introduce လုပ်ခဲ့တယ်လွန်ခဲ့တဲ့အချိန်ရမှာတော့အခုက uh study in europe ထဲမှာဆိုရင် chipping တိချ research လုပ်ထားတာပေါ့အဲလက်ခံထားတဲ့အများစုတွေမှာပေါ့เนาะခုနပြောတဲ့ la post study opportunities တွေပေါ့ဟာလာတကယ်ကိုအဲကိုကြောင်းတက်ပြီးသွားတဲ့အခါမှာရေရှည်နေဖို့ဒီအလုပ်ကင်ခွင်လန်းနေကြောင်းတက်နေတဲ့အချိန်မှာဟာလာနည်းနည်းလေးကိုယ့်ရဲ့ကြောင်းဖို့ကိုယ့်စာရေးတောက်ရေး cover ဖြစ်ဖို့အတွက်ကိုယ့်ရဲ့ဒီဘယ်လိုပြောရမလဲအမ် part time opportunities ဒီ now safety ဒီဟာကျန်တဲ့ကုန်ကျစရိတ်ဒီအားလုံးကိုဒီ တေချာလေးကိုစဉ်းစားပြီးမှကိုကနိုင်ငံတကာနိုင်ငံအောင်သွားတင်တယ်ပေါ့ဟာလားအဲကိုတန်ရတန်ရပေါ့ဟာလားကိုရီးယားသွားမှလားထိုင်းသွားမှလားမလေးရှားသွားမှလားမျိုးမျိုးပဲဒါပေမဲ့ချက်ပီနီရိုးရှိမှာဖန်ဂလစ်မှာကြာတော့အခုဟာလားအရှိရဒီမှာဗီဒီယိုထဲမှာပြောသလိုပဲ USD visa နည်းနည်းလေးကျက်လာတာတခုပါတယ်နောက်ပြီးတော့ US က visa မကျက်ခင်ဆိုရင်တောင်မှပဲပေါ့နော်အဲတခုရှိတာဗာလဲဆိုလို့ရှိရင် ဟိုမှာ basic statistics ကြီးတာရှိတယ်ဟာလာ US ကတော့ပေါ့နော် US ကပညာရေးနဲ့ပတ်သက်ပြီးတော့တကယ်ကိုဟာလာကောင်းမွန်နေတယ်မှာပါတယ်ဒါပေမဲ့အခုပေါ့နော်နောက်ထပ်မိဘတွေအနေနဲ့ရောចောင်းသားចောင်းသူတွေအတွက်ကိုစဉ်းစားကြရရင်မှာအကောင်းတဲ့နိုင်ငံတွေကိုကျေရောစပြီးတော့မိတ်ဆက်ပေးတဲ့အခါမှာအဲယူရိုပြမှာဆိုရင်ဂျာမနီနဲ့အော်စတြီးယားနဲ့ကိုစပြီးတော့မိတ်ဆက်တယ်ပေါ့ အဲနောက်ပြတိဆက်ရှင်းပြရတယ်အခုဒီယူရုပ်ထဲမှာနောက်ထပ်နိုင်ငံတွေကလည်းရှိနေသေးတယ်ဟာလားအဲ့တော့နည်းနည်းလေးရှင်းပြချင်တာပေါ့အခုဒီဂျာမနီနဲ့ဩစတြီးယားနဲ့ဆိုတာကိုဘာကြောင့်ပြီးလိုက်လဲဆိုလို့ရှိရင်တကယ်ဟိုကောင်းမွန်တဲ့ပညာရေးတွေလည်းရှိတယ်လို့အခု safety တွေလည်းရှိတယ်လို့ခုနကပြောရင်ကြောင်းတကြောင်းသွားတက်တော့မယ်နိုင်ငံတကာနိုင်ငံမှာ study abroad လုပ်တော့မယ်ဆိုရင်ဘာတွေထည့်သွင်းစဉ်းစားတဲ့လဲဆိုရင်ဟာကိုတွက်ချက်တဲ့အခါမှာဘာဝင်တန်းဝင်ဖြစ်တယ်လို့ပဲပြောရမှာပေါ့နောက်ပြီးတော့အဲ ဩစတြေးလျဆိုတာတကယ် low cost ဖြစ်တယ်ဒါပေမဲ့တခြားနိုင်ငံတွေရောဟာကျွန်တော်တို့တခြားနိုင်ငံတွေဟလာအရှိအပြင်သစ်တို့ Italy တို့ Spain တို့ဟလာအများကြီးရှိတယ်ဒါပေမဲ့ခုနအချက်ပြောရတဲ့အချက်တွေနဲ့တခြားရှင်းထိုးပြီးစဉ်းစားကြည့်ရင်ကိုယ့်အတွက်ကဟလာဒီဘွဲရပြီးရင်ဒီဘွဲရဟလာ recognize လုပ်ခံရလားတို့တို့ရှိမှာဘာတွေရှိလဲဘာလဲဆိုရဲဟာတို့တခြားတွက်ချက်ဖို့တော့လိုတယ်အဲ့တော့ Japanese ကတော့ Finnish ကလုပ်ပြီးနိုင်တယ်တကယ်ကောင်းမယ်လို့ဗမာကျောင်းသားတွေအတွက်ကောင်းမယ်လို့ထင်တဲ့ဟာကို Japanese ကလုပ်ချင်းဖြစ်တယ်ပေါ့နော်တူတူတယောက်ချင်းစီရဲ့လိုအပ်ချက်အရတော့တခြားနိုင်ငံတွေလည်း ကောင်းတာရှိတယ်။အဲ့တော့အခုဒီမှာချက်ပင်ကြီးကဟိုဂျမင်းနဲ့ဩစတြေးလျနဲ့ခုနပြောအီတလီရောစပိန်တို့နဲ့ကိုနည်းနည်းလေးရှင်ထိုးပြသချင်တယ်ပေါ့။အဲ့တော့အကြောင်းပိုးတွေကတော့ဘလောက်ဒီกว่าလဲ။ဟာလာဒါ analysis တခုလို့ဖြစ်တော့ဖြစ်သွားမှာပေါ့နော်။အဲ့တော့ဩစတြေးလျနဲ့ဂျာမနီနဲ့ကိုဘာကြောင့်ချက်အားချိန်ပြီးတော့ရှင်းပြခဲ့တာလဲဆိုရင်ဩစတြေးလျကလည်းဂျာမန်စကားပြောတယ်ဂျာမနီကလည်းဂျာမန်စကားပြောတယ်ဒါဆိုရင်အဲ့ ဂျာမန်စကားတိုင်လို့နဲ့ဂျာမနီဒီဂရီရလို့နဲ့ဩစတြေးလျမှာလည်းအလုပ်ရှာလို့ရတယ်လို့ဩစတြေးလျကနေပြီးတော့မှအဲဒီ international foundation program တွေ join ပြီးတော့မှဂျမနီမှာသွားမယ်ဂျမနီမှာ PR ရှောက်မယ် citizenship တွေရနိုင်တယ်။ Coding computer science တွေဒီ technology နဲ့ STEM major နဲ့ပတ်သက်ပြီးတော့ဟိုကသိပြီးတော့ထူးချွန်တဲ့အခါမှာဒီ PR pathway တွေကပို့ပြီးတော့မြန်လာနိုင်ခြင်းရှိရတယ်။ဒါကတော့ဟိုဖြစ်ဖြစ်နိုင်ခြင်းရှိတာကိုပြောပြတာပေါ့နော်။ဆိုတော့အဲ့တော့ဒီ Austria နဲ့ Germany နဲ့ ရှင်ထိုးပြတဲ့အခါမှာပေါ့နော်ဟုတ် German Public Universities တွေကတော့ of course အပိုပြီးတော့ ranking ကတော့ပိုကောင်းတယ်ဒါပေမဲ့ Austria နဲ့ German Public University တွေနဲ့ကလည်းသူတို့ကအဲ့လို partner university တွေလုပ်ထားတာမျိုးတွေတော့ရှိနေပေါ့နော် partner university တွေလုပ်ထားတာရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဟိုတကယ်တမ်း Austria နဲ့တော်နည်းနည်းလေးဟို Germany လောက်တော့ public universities တွေမများပါဘူး သူမှလည်းတကယ်ကိုအဲ့လို world class education ရှိတယ်နော် world rank နဲ့မှလည်းပါတယ်အဲ့တော့ Australian universities are globally recognized for sure generally ဟိုကပေါ့ rank lower than germans top institutions လို့ပြောရမှာပေါ့အဲနောက်တစ်ခုကကျတော့အိမ်မှာဆို vienna ပေါ့ vienna vienna university of vienna လို့ပြောရဆိုအဲတကယ် public university ကြီးဆိုတော့တကယ်ပေါ့ most prestigious ဖြစ်တယ်အ rank ကတော့ globally ဆိုလို့ရှိရင်200နဲ့300ထားလောက်မှာရှိတယ်ဟုတ်လားအဲတခြား public university ကြီးတကယ်ပါဝင်တန်းဝင်နေလည်းရှိတယ် ်တချို့ကျတော့ဘွေးရရင်ပြီးရောဝက်ဖြစ်တယ်ပြီး ranking ထက်စားလို့ရှင်တင်ပြနေဆရာဆရာမတွေကောင်းဖို့လိုတယ် quality education ဖြစ်ဖို့လည်းလိုတာပေါ့ဟုတ်လားအဲ့တော့ဟိုသူ့ရဲ့ဒီ popular majors တွေပြန်စဉ်းစားကြည့်တဲ့အခါမှာ Germany ဆိုလို့ရှင် technology ကရောဟာလာဒီဒီ STEM major တွေဆိုကောင်းတယ်လေနော်အဲ့တော့ဒီ Austria မှာဆိုရင်လည်းအဟူမနီတီဖီလိုဆိုဖီနဲ့ပတ်သက်တာတွေလည်းကောင်းနေတယ်။နောက်ပြီးတော့အင်္ဂလိပ် top program တွေများတယ်။ ဟိုပေါ့နော်ဆိုရခါကျတော့ဒါပေမဲ့ဂျာမနီနဲ့လို့ရှိရင်လည်းဂျာမနီကတော့ပိုပါတာပေါ့ကွာအဲအဲ့လိုမျိုးတော့ရှိတာပေါ့နောက်ပြီးတော့ Austria က less competition ဖြစ်တယ်နော် less competition ဆိုတာတော့ဟိုသူ့ရဲ့ဝင်တဲ့ဟိုဝင်ခွင့်ရော admission ရကြတော့ပေါ့နော်ဟို အဲ့တော့အသေးစိတ်အရှိမပြပြထားတဲ့ဗီဒီယိုကအရှိမတင်ခဲ့တာရှိတယ်ပေါ့ဩစတြေးလျနဲ့ပတ်သက်ပြီးတော့ပေါ့နော် chipping ID မှာတခါရဲဗီဒီယိုရိုက်ရင်လည်းအများနဲ့ဟိုက script ကမရေးထားတဲ့ခါကျတော့တခါရဲဖန်နဲ့ပြပြမယ် chipping ID list လုပ်ထားတာလေးတွေကိုအဲ့တော့ဟိုဩစတြေးလျကျတော့ um German speaking country ပဲဒါပေမဲ့ဟိုနည်းနည်းလေးလာကြည့်ရခါမှာ the PRB ရယ်အာ ကျောင်းပြီးသွားတဲ့ခါမှာ post study work ပေါ့ bachelor's ပြီးရင်ပြောတာပေါ့နော် post study work ရနိုင်ချေရှိတယ်12လပေါ့ Germany ဆိုရင်18လနော်18 months ပြီးတယ်ဆိုတဲ့ခါကျတော့ um Austria မှာကတချို့ public university တွေခါကျတော့လေသူကကျောင်းဘုရ1000ကနေ3000လောက်ပဲပြီးရတကယ်ကြီး affordable ဖြစ်တာတလားဒါပေမဲ့ဩစတြေးလျမှာအကြောင်းလေးအဲ့လိုတစ်ကြောင်းတစ်ကြောင်းလောက်ကအဲ့လိုလုံးဝ tuition free ရတော့ရှိတယ်။ဒါပေမဲ့ tuition free လို့ပြောလိုက်တာ ਨੇ တကယ်ကို competition က tough ဖြစ်တော့မှာတော့ကောင်းနေထိတ်ထားဖို့တော့တူတယ်เนาะကောင်းနေထိတ်ထားဖို့တော့တူတယ်အဲ့တော့ရေရှိမှာပညာရေးနဲ့ပတ်သက်တဲ့ scholarship နဲ့ပတ်သက်တာဟာလာအတိအကျနဲ့ဆိုရင် Fungus page ကို follow လုပ်ထားပါချစ်ပင်ဂရိုးရဲ့ YouTube channel လေးရှိရ TikTok လေးရှိရအဲ့ချစ်ပင်ဂရိုးရဲ့ video တွေပဲကြည့်ပြီးမေးချင်တာတွေလည်းမမေးရအောင်ပြောတာတွေပဲနားထောင်နေရတယ်ဆိုတာမျိုးဖြစ်မှာစိုးလို့လေမေးချင်တာမေးလို့ရအောင်ဆိုပြီးတော့ virtual office လေးလုပ်ထားတယ်နောက်ပြီးတော့ virtual office ကအဓိက US အတွက်ကိုလုပ်ထားတာပေါ့နော် ဒါပေမဲ့တကယ်တမ်း scholarship တို့ဘာလို့လဲပသက်တာမျိုးဆိုရင် CPD seminar လေးတွေဒီလ20ကျော်လောက်ကပေါ့မေလ20ကျော်လောက်ဆိုရင်စပြီးတော့လုပ်ပြီးပြီးတော့စဉ်းစားထားတယ်တလတစ်ခေါက်လောက်ဖြစ်ဖြစ်ပေါ့နော်ဆိုတော့ um အဲ့တော့ top universities တွေကိုတကယ်တမ်းကြည့်မယ်ဆိုလို့ရှိရင် Europe ထဲမှာဆိုလို့ရှိရင်အဲတချို့ကလေးတွေဆို Finland တွေသွားကြတယ် Sweden တွေသွားကြတယ် which is good ဒါပေမဲ့ Finland တို့ဘာလို့ကြတော့လဲနည်းနည်းလေး အဲတချို့ပေါ့နော်ဟိုဝင်ခွင့်ခတ်တာမျိုးတွေအဲ competition များတာတွေရှိတယ်တချို့ဈေးတွေအကြီးရမျိုးတွေရှိတယ်ပေါ့အဲ Switzerland ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲအကြောင်းမူလေးတွေမြေစိတ်စားစိတ်တွေအားစားပေါ့ချစ်ပြီးတို့အသည့်တွေဆိုလည်းအမှကြောင်းတက်နေတဲ့သူတွေရှိရယ် Switzerland မှာပေါ့နော်ဘာတကယ်တမ်းနောက်တစ်ခုကဟို Austria ဆိုလို့ရှိရင်အင်္ဂလကတွေကဟို နည်းနည်းလေးစီးများတာလို့လို့ကျန်တာအကြောင်းနဲ့ပတ်သက်အရာကြတော့ free အောင်လုပ်လို့ရတယ်ပေါ့ကိုယ့်ရဲ့ grades တွေကိုအကောင်းအောင်လုပ်ထားမယ်ဆိုလို့ရှိရင်အခုကိုကဟလာတကယ်တမ်းအလေတန်းရောက်နေတဲ့ကျောင်းသားတွေလို့အလေတန်းကြောင်တက်နေတဲ့ကိုသားသမီးတွေရှိရမိပါလေဆိုခုတည်းကစဉ်းစားတဲ့နဲ့ကလေးတွေကို바 language တွေပို့ထည့်ထားပေးရမယ် US လို့ရင်ပဲအင်္ဂလိပ်စကားပါရတယ်မလဲအဲဂျာမနီဘက်သွားမှလားပဲတခြားပြည်နိုင်ငံသွားမလဲဆိုတော့ဘူတီဗီ language တွေရောပြင်ထားပေးဖို့ကတော့လိုတာပေါ့ဟုတ်လားအဲ့တော့အမ် ် yeah အခုနပြောသလိုပဲတခြား European countries တွေမှာလည်းဟာလာ Netherlands တို့ဘာလို့လေးရှိတယ် Netherlands တို့ဘာလို့ဆိုလဲဒီ long stay တွေကရနိုင်ကြီးရှိတယ်ဒါပေမဲ့ပညာရေးကိုဦးစားပေးပြီးစဉ်းစားလို့ချက်ပင်ကြီးက Germany ရယ် Austria ရယ်လို့ပြောလိုက်ခြင်းဖြစ်တယ်ဟုတ်တယ်နော်အဲ့လိုပြီးပြောလိုက်ခြင်းဖြစ်တယ်အဲ့တော့ um တချို့ဒီမှာပေါ့နော်ချက်ပင်ကြီးက analysis ပြန်လုပ်တဲ့ဒီ university တွေတချို့

ဘယ်လိုပြမလဲချစ်ပင်ကြီးက work cost တွေဝင်တဲ့ဟာမျိုးအဲဒါနောက်ပြီးတဲ့ခါကျတော့ဟို English tour program တွေကတော့မရှိဘူးမဟုတ်ဘူးရှိတယ်ဒါပေမဲ့နည်းနည်း fewer ဖြစ်တယ်နောက်ပြီးတော့ဒီ long term visa နဲ့ပတ်သက်တဲ့အခါကြလို့ရှိရင်လေ post study opportunities တွေပြန်စဉ်းစားတာ part time တွေ safety တွေပြန်စဉ်းစားတာမျိုးပေါ့ဆိုတော့နည်းနည်းလေး visa ဘိုင်းနဲ့ပတ်သက်ရင် Italy လို့ Spain လို့ကြာနည်းနည်းလေး lack of clear long-term visa options for non-EU graduates diga so nanili long-term visa option nga nere na bureaucracy shiye to nanili stricter rules to shiye slow nene phit or permit ka nene wa residence permit ka nanili limit shiye lo ro sha tui de ati de chu no or ho Germany so kuna pyo 18 month 18 month post study job seeker ဒီအတွက်ဆိုလို့ရှိရင်ဟိုသူက offer လောက်တာပေါ့နော်အဲနောက်တစ်ခုက Austria ဆိုရင်12လ and uh, overall comparison ပြောရမယ်ဆိုလို့ရှိရင်တော့ Germany က strongest in EU ပေါ့နော်အဲ English program တွေလည်းအများကြီးရှိတယ် post study option ဆိုရလဲတကယ် excellent ဖြစ်တယ် stem ni engineering ni research နဲ့ပတ်သက်တာတော့ကောင်းတယ်ကဲဒုတိယအနေနဲ့ချက်ပြီးနေထားတာ austria အခု foundation ကစပြီးလုပ်ပြီးမယ်ပေါ့ moderate to strong ဖြစ်တယ် Germany ပြီးရင်ဒုတိယအနေနဲ့ဟိုอ่ะဖြစ်တယ်ပေါ့เนาะ English program นี่လည်းရှိတယ် humanities the arts the တို့လည်းကောင်းတယ် business နဲ့ပတ်သက်တဲ့ဟာတွေတို့ဆိုရင်လည်းကောင်းတယ်ပေါ့အဲ့တော့အဲကျန်တဲ့တခြားဟိုအရှိမပြောခဲ့တဲ့ Finland တို့ပါဆိုလည်းပညာရေးအတွက်ကောင်းတယ်ဟာလာ damage ဘီကလို့မလုပ်ပြီးနိုင်သေးဘူးနောက်တစ်ခုက စစ်ဇလန်ဆိုလေအဟိုချစ်ပင်ကြီးတို့အတိအရှိရဲ့ခကြိုင်မီးကြီးရဲ့ချစ်ပင်ကြီးတို့အမျိုးတွေမှလည်းတော့တက်တာလည်းရှိတယ်ဒါပေမဲ့အရန်စီးရ higher ဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အခုကကြတော့ဟိုတကယ်တမ်းစဉ်းစားဖို့ European countries တွေမှာ long term အရာကို world class အရာကို safety အရာကိုအားလုံးရှင်းထိုးလိုက်တဲ့အခါမှာဒါကိုပြောတာ เนาะမဟုတ်လို့ရှိရင်လေတချို့တွေကပြောမှာအာဘတ်လိုက်ပြောတာလားဘာဖြစ်လို့ဘာလဲဒီဟာကိုပဲပြောတာလားဆိုပြီးဖြစ်မှာဆိုလို့ကို့အမြင်ကိုကိုပြောပြချင်တာဖြစ်တယ်ပေါ့เนาะအဲ့တော့ yeah အဲ့ကိုမေးချင်ရှိရဆိုလို့ရှိရင်အာဒီမှာ comment ပြီးပြီးရောမေးလို့ရတယ်လို့ seminar ကိုစိတ်ဝင်စားရဲဆိုလဲဒီ post ရအောက်မှာ yes လို့မျိုးရေးခဲ့ပြီเนาะ join ချင်တယ်ဆိုလို့ရှိရင်ဆက်သွယ်လာခဲ့ပြီးမယ်ဟုတ်လားကျောင်းပူချင်းရှင်လိုက်တဲ့အခါကျလို့ရှိရင်လည်း public universities တွေပေါ့နော် non eu student တွေအတွက်ကိုဒီနိုင်ငံတွေကိုရှင်လိုက်တဲ့အခါမှာ Germany ကကျောင်းပူလုံးဝမပေးရအောင် semester ကြီးပဲပေးရတယ်ဒါပြောခဲ့ပြီးသား Austria ဆိုလို့ရှိရင်လည်းဟိုတစ်ထောင်ကနေ3000အောင်ကြားလောက်ပဲရှိရတော့ per semester ကို900ကျော်လောက်ပဲကြားတယ်ဒီအာ Austria Public Universities လေးဆိုလို့ရှိရင်အခု foundation program ဆိုရယ်ဈေးက affordable ဖြစ်တယ် or very low semester fees for special exemptions ပေါ့ဟလာအဲ့ဒါကြတယ်အကြောင်းတွေကလေသူတို့အကြောင်းတွေမှာနိုင်ငံတွေရဲ့ list တွေရှိရယ်ဩစတြေးလျမှာအဲ့ဒီထဲမှာမြန်မာပါတယ်အဲ့ဒီထဲမှာမြန်မာပါတဲ့အကြောင်းတွေဆိုလို့ရှိရင်ဒီအကြောင်းပိုးတွေကဒီလောက်နဲ့ရတယ်ဆိုရဟာမျိုးတွေရှိတယ်အဲ့တော့ it's all about research ပေါ့နော်နောက်ပြီးတဲ့အခါကျရင်အဘန့်စတိတ်မန့်နဲ့ပတ်သက်လို့လေဩစတြေးလျဘက်ကအရင်ရှော့မရှိဘူး ကျေရှေ့မှာရှင်းပြခဲ့တယ်လို့ပဲအတန်24နှစ်အောက်နဲ့24နှစ်အထက်နဲ့ပေါ့ဟာလာအဲ့ဒါဒီပေါ်မူတည်ပြီးတော့ပဲဟိုနည်းသွားတယ်များသွားတယ်ဖြစ်သွားတယ်ပေါ့ကွာနောက်ပြီးတော့ဟိုကိုက family life ကြောင်းတော့တက်တယ်ဟာလာမိသားစုခေါ်တယ် okay ရတယ်ကိုတယောက်တည်း single အတွက်ပြတာမျိုးလေးဆိုလေ bank statement အဆင်ပြေတယ် blocked account လို့ဆရာမလို့ Australia ကြတော့နောက်တစ်ခုပြောပြခဲ့တယ်တဲ့မှာ Italy ကြတော့ပေါ့နော်အဲ limited peer pathway ဖြစ်တယ်လို့ခုနကရချက်ပြီးပြောခဲ့တယ် employee man က long term ဖြစ်မှာရနိုင်ခြင်းရှိတာမျိုးတွေလည်းရှိတယ်ပေါ့ now ဒီ Spain လို့ပါလို့ပဲဆိုလဲ study job ရှိမှရတယ်အဲ့တော့ကိုယ့်ရဲ့ education နဲ့ပတ်သက်ပြီးတော့အရင် strong ဖြစ်လားကိုကဟာလာအလုပ်ကံခွင့်လမ်းပါ냐ဆိုတော့ကိုစူးစမ်းကြည့်မှပဲဒီမှာဘယ်ရမှကျူတွက်လို့တော့မရဘူးပေါ့ဟာလာအဲ့ lowest tuition ဆိုရင်တော့ Germany number 1 uh residency path အနေနဲ့အကောင်းဆုံးနဲ့မှာဆို Austria နဲ့ Germany လို့ ရေးထားတယ်အဲ့တော့ conclude လောက်ရမယ်ဆိုလို့ရှိရင် DVD မှာဆိုလို့ရှိရင် core stand major ရေအဲဒီလို technology နဲ့ပတ်သက်တဲ့ careers တွေကိုသွားမယ်ဆိုလို့ရှိရင် lowest tuition ကိုလိုချင်တယ်ဆိုလို့ရှိရင် strongest job market အလုပ်ကံပေါ်တာတော့ Germany ရတော့အပေါ်ဆုံးပဲပုံပွဲလေးလေးပြောရလို့ရှိရင်တော့ပေါ့နော်ဟိုချက်ကြည့်နေတယ်ဒီ Indian ចောင်းသားတွေပဲဖြစ်ဖြစ်တခြားဘာမှចောင်းသားတွေ Chinese Vietnamese ကိုကအရင်တော့ចောင်းတက်တော်တငယ်ချင်းတွေရှိရဲ့အဲ့နိုင်ငံတွေပြောင်းသွားတဲ့သူတွေရှိရဲ့ဆိုမြင်ကြည့်လို့ရှိရင်အလုပ်မရလို့ပြန်သွားတဲ့လူတယောက်မှမရှိဘူးအဲ့ဒါမဲ့ကိုကတော့ချက်ပင်ကြီးပြောသလိုပဲ public university တွေမှာတက်ကြတဲ့ကလေးတွေကများတယ်။များတဲ့ခါကျတော့ကိုကဟိုအရင်ကြီးတွေလောပြီးဘာမှမစူးစမ်းဘဲနဲ့ private ကြီးကိုဒုံးဆိုပြီးတော့သွားတာမျိုးလုပ်မဲ့အစားနည်းနည်းလေးပေါ့ဟာလာကိုဘာထက်ထဲလို့ရမလဲ။ဟာကိုဒီ bachelor's degree ကိုဒီထဲမှာဒီ Germany မှာဝင်ခွင့်ရဖို့ဘယ်လောက်ထိဘာတွေစူးစမ်းအောင်မလဲ။ဟာဘယ် pathway အနေနဲ့သွားမလဲ။အဲ့ရကြီးအမှတ်ဒီဘယ်လိုကောင်းအောင်လုပ်မလဲ။စာတော်တဲ့ကလေးမှာဟိုဘက်ရောက်တာတော့မဟုတ်ဘူး။ ပုံမှန်လေးလေးပြောရင်ကိုလေအရင်တော့အเจ้าမှာအရင်ကြီးကိုမှတ်တရထွက်တော်နေတယ်တဲ့မှာတော့မပါအောင်ချစ်ပြီးနေရတယ်ဒါပေမဲ့စူးစမ်းနေတယ်မှာတော့ပါတယ်ဝိရိယကောင်းနေတယ်မှာတော့ပါတယ်အဲ့အတွက်ကိုကိုကအเจ้าဝင်သွင်းတခုကိုတက်ချင်နေ University ဥမှာကိုကဝင်ခွင့်ရချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျားထဲမှာဟို stepping stone အနေနဲ့ခံပြီးတော့ distinction တွေထွက်အောင်လုပ်ပြီးတော့သွားခဲ့ရတာရှိတယ်အဲ့ခါကျတော့ဟို ဖြစ်နိုင်တယ်ကြိုးစားရင်အကောင်းဆုံးကြိုးစားရမယ်ညံနဲ့ရှင်ပြီးကြိုးစားမယ်တချို့ကကြိုးတာကြိုးစားတာညံနဲ့ရှင်ပြီးမစင်စားတဲ့ခါကျတော့အချိန်လေးပိုကြတယ်ပိုစိတ်ဆင်းရဲရတာလေးဖြစ်တယ်ပေါ့အခုဒီမှာပြောတော့တာကတော့ European country တွေမှာအရင်ဆုံးလာတော့မဟုတ်ဘူးချစ်ပင်ကြီးကောင်းမယ်လို့ထင်တဲ့ဟာလေးတွေရဲ့ကြံတာလေးတွေရဲ့ဦးရှင်ပြကြံတာဖြစ်တယ်အကယ်၍ချစ်ပင်ကြီးပြောတဲ့နေရာမှာကြံခဲ့တာလို့ဟာနည်းနည်းလေးဟိုပေါ့နော်နည်းနည်းလေးထောက်ပြကြံတာရှိတာမျိုးအပြုသဘောဆောင်တဲ့ comment လေးပေးခြင်းလဲဆိုလို့ရှိရင်တော့ဒီမှာ comment လေးရေးပြီးတော့ဟာလာကိုကဟောတခြားပြည်နိုင်ငံကောင်းတဲ့လူထင်လဲဆိုတာမျိုးရေးခဲ့လို့လည်းရတယ်အားလုံးအတွက်ကိုအမြင်ကျေးဇူးတင်တာလည်းပါတယ်မိဘတွေကလည်းဒီ video မျိုးဆိုအဆုံးထိကြည့်တင်တယ်သားသမီးတွေအတွက်ကိုလည်းစဉ်းစားတင်တဲ့အတွက်ကြောင့်မဟုတ်လို့ဘာဖြစ်လို့ဆိုတော့နိုင်ငံတကာနိုင်ငံကြောင်းသွက်တက်တယ်ဆိုတာပတ်စံပြီးရုံနဲ့မပြီးဘူး bank statement ပြရတာရှိရပါတယ်ဆိုတော့အသေးစိတ်သိချင်း chipping လို့လာ join ပါလို့ပြောနေ bye bye